ကဘာကြီးရဲ့တကယ်ကိုရှုပ်ထွေးလိုက်တဲ့စင်ခုံမှုတွေကို ဖြူရှင်းဖို့တကယ်လုတ်ဖြစ်မဲ့နီလန်းတစ်ခုရောရှိနိုင်ပါမလားဒီနေ့မှာတော့အဲ့ဒီလို့ကဘာလုံးဆန်ရအောင်ချုံမှုအတွက် four c model လို့ခေါ်တဲ့အတော်လေးရဲညံတဲ့မူပေါင်းတစ်ခုအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ဒီမင်းကတကယ်ကိုစဉ်းစားစီရပါကေရော့ကာဒီယာဒီဥဒုပြောင်းလဲမှုတွေလို့ပြဿနာကြီးကြီးဟာ တနိုင်ငံရင်းနဲ့ဖြည့်ရှင်လို့မရဘူးဆိုတာတည်နေကြပေမဲ့ဘားကြောင့်များအဖြေရှာရဒီလောက်ခက်နေရတာလေအဲ့ဒီတော့ 4C model ကဒီအခက်ခဲကိုဘယ်လိုချင်းကပ်ထားလဲဆိုတာဆက်ကြည့်လိုက်ကြအောင် Charles Dan ဆိုတဲ့သူအစိုးပြုခဲ့တဲ့ဒီ 4C model ကဒီပြဿနာတွေအတွက်အပြေတစ်ခုဖြစ်နိုင်ကောင်းဖြစ်နိုင်တယ်လို့ဆိုပါတယ်ကဲဒီရှင်းလင်းတင်ဆက်မှုမှာတော့ဒီ model ရဲ့အဓိကကျတဲ့အချက်၄ချက်ကိုတစ်ခုချင်းစီသေသေးကြကြလဲလာလာကြပါမယ်ကောင်းပြီဒါကတော့ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေပါပဲ။ မော်ဒယ်ရအခြေခံသဘောတွေရစီလေးလုံးရဲ့အသေးပဲနောက်ပြီးတော့သူ့ရဲ့အားသာချက်အားနည်းချက်တွေကိုပါအသေးစိတ်စမ်းစစ်ကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ပြီပထမဆုံးစီနဲ့ဆက်လိုက်ကြရအောင်ဒါကတော့စွမ်းဆောင်ရည် capacity ကိုတိစောက်တာပါပဲရိုးရိုးတဲ့ပြောရရင်ကကဘာပြက်တန်တာတွေကိုဖြေရှင်းနိုင်ဖို့အားလုံးစုပေါင်းပြီးတော့အင်အားတောင့်တင်းအောင်လှုပ်ဆောင်တာမျိုးပေါ့ ဒီ model မှာ capacity ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ကြီးဥပမာပေါ့နော်ကက်ယောဂါတခုရွတ်တရက်ဖြစ်လာတယ်ဆိုပါဆိုအဲ့ဒီအခါမှာထိထိရောက်ရောက်တွန့်ပြန်နိုင်တဲ့စွမ်းရည်မျိုးရှိနေဖို့ကိုကြည်ညွတ်တာပါဆိုလိုတာကအဖွဲစည်းနေမှာဆိုင်ရပေါ်မှာပဲရှိတဲ့အစီအစဉ်တွေမဟုတ်ပဲတကယ်လက်တွေ့မှာလုံနိုင်ခိုင်နိုင်တဲ့အင်အားမျိုးရှိနေဖို့ပါပဲဥပမာတခုကိုပြောရရင်ရာသီဥတုပြောင်းလဲမှုအတွက် IPCC လိုမျိုးလက်ရှိတဲ့ဖွဲ့အစည်းကိုအစားထိုးတာ ဒါမှမဟုတ်ပို့ပြီးတော့အာနာရှိတဲ့အဖွဲတခုနဲ့ဖြည့်ဆွတ်တာမျိုးပေါ့ဒီဖွဲတစ်ကအကြံပြုချက်ပေးုံပဲမဟုတ်တော့ပဲအရေးပေါ်မူဝါဒတွေကိုချမှတ်နိုင်တဲ့အထိအခွဲမှာပိုရှိလာမဲ့သဘောပါဒီမှာပထမစီရဲ့အဓိကအားပြိုင်မှုကိုတွေ့နိုင်ပါပြီဒီဖက်မှာတော့စူပေါင်းရင်းအားကိုမြင့်တင်ခြင်းကစစ်ကူကောင်းရှိနေတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာရရှိပြီးသားခွေတဲ့နဲ့အလုပ်တွေထပ်ပြီးဘူရိုကရေစီတွေပူရှုပ်ထွေးလာနိုင်တဲ့လက်တွေ့အခက်အခဲကလည်းရှိနေပြန်ရော။ကဲစမ်းဆောင်ရည်တိဆောင်ပြီးပြီဆိုရင်တော့ နောက်တစ်ဆင့်ကအားလုံးကိုဥတီချက်တစ်ခုတည်းမှရှိနေအောင်ညှိနှိုင်းဆောင်ရွက်တာ convergence ပဲဖြစ်ပါတယ် convergence ဆိုတာကနိုင်ငံတွေ NGO တွေနဲ့ပုဂ္ဂလိကကန္တာလိုအဓိကပါဝင်သူတွေအားလုံးကိုလှေသင်းတဲ့အတူတူလှော်နေသလိုမျိုးလမ်းကြောင်းတစ်ခုတည်းပေါ်ချိန်ညှပ်ပြီးတာပါဥပမာရာသီဥတုပြောင်းလဲမှုကိုတိုက်ဖြတ်တဲ့နေရာမှာအစိုးရတွေကမူဝါဒချမယ်ကုမ္ပဏီတွေကနှိပညာအသစ်တွေထုတ်လုပ်မယ် NGO တွေကအသိပညာပေးမယ်အဲ့လိုအားလုံးညီသွားအောင်လုပ်တာပေါ့ ဒီတက်ရီမန်းချက်ကြီးတဲ့ဥမာတစ်ခုကတော့ကုလသမကအထွေထွေညီလာခံရဲ့ဖွဲ့စည်းပုံကိုပြန်ပြင်ပြီးပုံပြီးပြတ်သားတဲ့ဆွမ်းဖြတ်ချက်တွေချနိုင်အောင်လှုံ့ဆော်ဖို့အဆိုပြုထားတာပဲဖြစ်ပါတယ်။음ဒီနေရာမှာတော့အကြီးမားဆုံးနိုင်ငံရေးအသားအဆီးကိုတွေးရပြီပေါ့။ဘာလို့လဲဆိုတော့နိုင်ငံတိုင်းမှာကကို့အမျိုးသားချိုးစည်းပါဆိုတာရှိနေကြတာလေ။အဲ့တော့ကဘာလုံးဆိုင်တဲ့ကိစ္စကြီးတွေမှာသဘောထားတစ်ခုတည်းဖူသွားဖို့ဆိုတာကလက်တွေမှာတော့ဒရိုလီကိုခက်ပါတယ်။ဒီလိုအခြေအနေမျိုးမှာအားလုံးသဘောတူညီမှုရအောင် ဘယ်လိုများလုံးဆောင်နိုင်မှာလဲတတိယမူကတော့ complementary တွေပါဒါကကဘာလုံးဆိုင်ရာစနစ်ကြီးကိုပို့ပြီးချိရောက်အောင်အလုပ်ကြီးမရှုပ်အောင် ရှင်းလင်းအောင်လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ် complementarity ဆိုတာကအဖွဲ့အစည်းတွေအချင်းချင်းအလုပ်တွေထပ်နေတာတို့အရင်အမိတွေဖြုံတီးနေတာတို့လိုမျိုးပြဿနာတွေကိုဖြေရှင်းပြီးတစ်ခုနဲ့တစ်ခုချိတ်ဆက်လုပ်ဆောင်စေတာကိုဆိုလိုတာပါဒီအတွက်အကြံပြုထားတာကတော့ကဘာလုံးဆိုင်ရာဂျိုပန်မှုအားလုံးကိုညှိနှိုင်းဖို့ ငိမ့်ချန်ရေပြည်သူကဘာကျော်နဲ့တာယာပြိုးရေးဆိုပြီး အတိကဟပ်ကြီး လေခုခွဲပြီးလှောက်ဆောင်ဖို့ပါပဲဒီပုံစံကရှင်းလင်းပြသားတဲ့ရည်ညိုင်းမှုဆိုတဲ့စိတ်ကူးနဲ့အဖွဲစည်းတွေကြာဖြစ်လာနိုင်တဲ့အပြိုင်မှုတွေရှုပ်ထွေးမှုတွေဆိုတဲ့လက်တွေ့ချင်းနေကြကခွာဟန်းချက်ကိုထောက်ပြနေတာပါပဲကဲနောက်ဆုံးနဲ့အငင်းပွားဖွယ်တာအရှိဆုံးထင်နိုင်တဲ့စီကိုရောက်လာပါပြီဒါကတော့ control ပါ ဆိုလိုတာကတော့ကဘာလုံးဆိုင်ရာစီမင်းတွေကိုတကယ်တမ်းလိုက်နာလာအောင်အာဏာတည်စေတာပဲဖြစ်ပါတယ်။ control ဆိုတာကအကြံပြုချက်အစဉ်ကနေရှေ့တလန်းတိုးပြီးအလုံးလိုက်နာရမယ်အာဏာတည်တဲ့နိုင်ငံတကာဥပဒေတွေထက်လောက်လောက်ဆောင်တာကိုဆိုလိုတာပါ။ဒီအတွက်အဆိုပြုထားတဲ့အာလုံကောင်းတဲ့စာချုပ်တုံးကူကိုကြည့်လိုက်ပါ။ဘဝင်ကျင်အတွက်လူအခွင့်ရေးအတွက်ပြီးတော့လက်နက်ထိန်းချုပ်ရေးအတွက်တိကျတဲ့ဥပဒေတွေပြဋ္ဌာန်းဖို့ပါပဲ။အရေးကြီးဆုံးအချက်ကတော့ဒါဟာအငင်းပွားစရာအကောင်းဆုံးစီးဖြစ်တယ်ဆိုတာပါပဲ ဘာကြောင့်လဲဘာကြောင့်လဲဆိုတော့ဒါဟာနိုင်ငံတကာနိုင်ငံရဲ့အချို့အချာအာဏာဆိုတဲ့အင်မတန်အားကောင်းတဲ့သဘောတရားကိုတိုက်ရိုက်မိခွန်းထုတ်နေလို့ပါပဲ။ကောင်းပြီ။အားလုံးကိုခြုံငုံသုံးသပ်ကြည့်ရအောင်။ဒီမော်ဒယ်ဟာတကယ်တမ်းမှာဘလောက်အထိလက်တွေ့ကျနိုင်မလဲဆိုတာဝေဖန်ချက်အားလုံးကိုစူးစီးပြီးစဉ်းစားကြည့်ကြပါစို့။ဒီမှာ 4C model ရဲ့အားတာချာနဲ့အားနည်းချက်တွေကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ် ။တစ်ဖက်မှာတော့အဖွဲ့အစည်းတွေရဲ့ပြဿနာကိုဖြေရှင်းဖို့ကြိုးစားထားတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့နိုင်ငံရေးရာအကောင့်အထက်ဖို့ဖို့ခက်ခဲတဲ့အချက်တွေကအများကြီးရှိနေတာကိုလည်းတွေ့ရပါတယ်။ညီကောင်းချုပ်အနေနဲ့ပြောရရင်တော့ Forsee Moreira အားနည်းချက်တွေရှိနေနိုင်ပြီမြင်ကဘာလုံးဆိုင်ရာပူပေါင်းဆောင်ရွက်မှုကိုဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာစဉ်းစားဖို့အတွက်အင်မတန်ရေးကြီးတဲ့တွေးခေါ်ဆိုင်ရာပုံစံကြမ်းတစ်ခုအဖြစ်တော့တည်ရှိနေစေပါပဲအဆုံးတိုက်အနေနဲ့ဒီမေခွန်လေးကတော့ဆက်ပြီးစဉ်းစားစရာတစ်ခုဖြစ်ချမ်းခဲ့တာပေါ့ ဟုတ်တယ်ကဘာလုံးဆိုင်ရာဖြစ်ရှင်ဒီဖန်တီဘောကတော့လိုအပ်တယ်ဒါပေမဲ့နိုင်ငံချင်းချင်းကြားကအခက်ခဲတွေအချိုးစီပွားတွေကြားမှာရှစ်ဆက်ဖို့လမ်းကပေးမှာလဲဒါကတကယ်ကိုဖြေရှာရမယ့်မေခွန်ကြီးတစ်ခုပါပဲ